အေရီတိုင်းအင်ကပူမြို့နယ်အတွင်းရှိကျေးရွာပေါင်း6ရွာထက်မနည်းကိုစစ်ကောင်စီကနှစ်ရက်ဆက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာမေလ15ရက်မနက်ပိုင်းကချင်းကိုင်ကွင်းကျေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့လို့စာတင်ကျောင်းရှိနဲ့တစ်ဆက်ရှိကကွန်းရဆိုင်တို့ကိုဘုံကျရောက်ပောက်ကွဲခဲ့တာပါ။နေညမရွေးလေကြောင်းတိုက်ခိုက်နေလို့အုပ်ချုပ်ရေးမှုတွေကအစအခြားဒေသတွေကိုထွက်ပြေးတိမ်းရှောင်နေကြတယ်။တလိုင်းကွင်းနဲ့ကြည်တော်ငူဘက်ကိုဆစ်ဆောင်ကြတာများတယ်လို့ အင်ကပူဒေတာကန်တူက AR Times ကိုပြောပါရယ်။ဒါအပြင်မေလ15ရက်9:30မိနစ်ခန့်ကလည်းကွင်းကောင်းမြို့အမှတ်9တက်မတော်တက်မြင့်လေးချင်းရင်တနန်းကျောင်းတကက9ကတက်လာတဲ့ဆက်တက်လေဒီနဲ့ဘဲပြန်ကုံစာစီကုန်းကွင်းနဲ့ချင်းကိုင်ကွင်းဘက်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါရယ်။မေလ16ရက်ည8:30မိနစ်မှာလည်း Jet Fighter 2စီးနဲ့ ဝါရောကွင်းရွာချက်ပောင်ကုန်းတန်ပူကုန်းရွာတွေဘက်ကိုလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မေလ16ရက်ည8:30မိနစ်မှာလဲဂျက်ဖိုက်တာနက်စီးနဲ့ဝါရောကွင်းရွာချက်ပောင်ကုန်းတန်ပူကုန်းရွာတွေဘက်ကိုလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ ARD တိုင်းတွင်းရှိငှတ်တိုင်းချောင်းအင်ကပူလေးမျက်နှာမြို့နယ်တွေကိုစစ်ကောင်စီကဂျက်ဖိုက်တာပါရာမော်တာ ဝိုင်းထွဲလေရင်တွေနဲ့လေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ထားတဲ့အတွက်ဒေသခံတွေထွက်ပြေးနေရပြီးစစ်ကောင်စီခန့်ယာယီမှုနဲ့စိန်မှုတွေပါထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လအတွင်းကတကကငါအနီးကိုတွန်လိုင်းတပ်ဖွဲ့တွေထိုးစစ်ဆင်လာပြီးတဲ့နောက်စစ်ကောင်စီဟာကွင်းကောက်ဘက်ကိုလမ်းချောင်းပိတ်ဆို့မှုအချို့ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။စာစီကုန်းနဲ့ချင်းကိုင်ကွင်းရွာတွေဘက်မှလည်းစစ်ကောင်စီကအမြောက်တွေတက်ဆင်ထားပြီး ကျင်းရွာတွေဝင်းကျင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။